ားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါဒီနေ့ကနိုဝင်ဘာလ10ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ရောက်ရှိနေတဲ့နေရာကပြုံးလွင်မြို့နယ်ကြောင်မဲလေးကြီးရွာဖြစ်ပါတယ်ဒီကြီးရွာကိုတောင်းချမ်းသူတရနယ်လေးဖွဲ့တွေကဒီရွာမှာသူတို့အခြေဆိုင်ခဲ့ကြပါတယ်ဒီရွာမှာသူတို့ခန့်စစ်ကိုအခိုင်အမာ ပြင်ခဲ့ကြပါတယ်ဒီကနေ့ကျွန်တော်ဆက်တက်မယ်ဆိုရင်ကျွန်တော်တို့မိုးကုတ်ထိရောက်ပါတယ်ဒီနေရာမှာအကြမ်းဖက်အုပ်စုတွေကအခိုင်အမာကိုခြေကိုစကန်းယူခဲ့တာပါကျွန်တော်ရောက်ရှိနေတဲ့နေရာကဒါကျွန်တော်တို့ဒီနေရာမှာအကြမ်းဖက်အုပ်စုတွေစကန်းချစဉ်ကာလာကတပ်မတော်ကအကြမ်းဖက်အုပ်စုတွေကို ဒါကျွန်တော်တို့လက်နက်ကြီးနဲ့ပြစ်ခတ်ရှင်းလင်းခဲ့တဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာရှိတဲ့ရှမ်းတိုင်းသားတွေကိုအခြားသောကျွန်တော်တို့ဒနုတိုင်းသားတွေဗမာတိုင်းသားတွေကိုကျွန်တော်မေးတဲ့ခါမှာတန်လေလေဖွဲ့တွေဒီဘက်မှာအခြေစားခြင်းကဒီဘက်မှာရှိတဲ့ဒီ transformer ဘုံတွေပြီးရင်ကျွန်တော်တို့ဖုံးကြီးเจ้าမှာရှိတဲ့ဖုံးကြီးเจ้าမှာပစ္စည်းတွေယင်တွေနေအိမ်တွေကိုကျွန်တော်တို့ဖောက်ထွင်းဝင်ရောက်ယူဆောင်သွားပါတယ်ဒီမှာရှိတဲ့တပ်မတော်ကဒီကိုပြန်လဲထိန်းဆုပ်ပြီးခြင်းကာလမှာကျွန်တော်တို့ဒေသခံတွေပြန်ပြီးဝင်ရောက်လာတဲ့အခါမှာဒီမှာကျွန်တော်တို့အားလုံးကဟိုးလိုဟောင်းလောင်းနေပါဘာတစ်ခုမှမကြံခဲ့ပါဘူး ဒီဘာပြန်လဲထူထောင်ရေးအတွက်ဒါကျွန်တော်တို့ပြုံးလင်းမြို့နယ်မှာပြုံးလင်းမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်ပြီးပြည်သူလွတ်တော်ကိုယ်စားလှယ်အောင်ဖြစ်တဲ့ဦးမြတ်ထွန်းကဒီကနေ့ဒီဘာကိုရောက်ရှိနေတာဖြစ်ပါတယ်ရောက်ရှိနေပြီးတော့ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်ဒေသခံပြည်သူတွေရဲ့အခြေအနေဒေသခံပြည်သူတွေဘာတွေတောင်းတနေလဲဆိုတဲ့အခြေအနေကိုကျွန်တော်တွေးဆမေးမြန်းတာတွေရှိနေပါတယ်ဒီရွာမှာကျွန်တော်တို့နောက်ဆုံးသိရတာကဒီရွာရဲ့ကျွန်တော်တို့စာတင်ကျောင်းတွေကတော့ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါဘူး။တိုက်ပွဲကြောင့်ပျက်စီးခဲ့ရပါတယ်။အပြင်ကျွန်တော်ဖုန်းတော်ကြီးကျောင်းတွေပျက်စီးခဲ့ရပါတယ်။ လက်ရှိတော့ကျွန်တော်တို့ဒီနိုင်ငံတော်ကနေပြီးတော့ဒီဟာမှာရှိတဲ့စာသင်ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက်အကြောင်းအဆောက်အဦတွေပြန်လည်ပြင်ဆင်တယ်လို့တော့သိရပါတယ်။ဒါကတော့ကျွန်တော်တို့တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ကြီးရွာကိုဒါပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းဦးမြတ်ထွန်းကိုယ်တိုင်ရောက်ပြီးတော့ဒေသခံပြည်သူတွေရဲ့ခံစားမှုတွေသူတို့ပြောခြင်းနဲ့အရာတွေကိုဒါနားထောင်ပေးနေပါတယ်။ပြီးရင်ကျွန်တော်တို့ဘာတွေဆက်ပြောခဲ့လဲဒေသခံပြည်သူတွေနဲ့ဦးမြတ်ထွန်းတို့ဘာတွေတွေ့ဆုံခဲ့လဲဆိုတာကျွန်တော်ဆက်ပြီးတင်ပြပေးမှာဖြစ်ပါတယ်။ဦးမြတ်ထွန်းမနေ့ကပြောခဲ့တဲ့စကားရှိပါတယ်။ကျွန်တော်တို့က တိုင်းပြည်တို့အသက်ပေးဖို့အစဉ်သက်မှာပဲကျွန်တော်တို့ခန္ဓာကိုယ်တွေကျွန်တော်တို့ရဲ့အသက်ပညာတွေကျွန်တော်တို့ရဲ့ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေကကျွန်တော်တို့ပြည်တော်သူကြီးအတွက်ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအတွက်ပေးဆပ်ဖို့ပါလို့ပြောခဲ့တာတွေ့ရပါတယ်ကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေကလည်းတိုင်းပြည်အတွက်ပေးဆပ်ဖို့အစဉ်သက်မှာပဲလို့ဦးမြတ်ထွန်းပြောခဲ့ပါတယ်ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ဒီကြောင်မဲလေးကြွရအခြေအနေတွေကြောင်မဲလေးကြွရသူ ကြည့်ရသူကြည့်ရသားတွေနဲ့ဥမြထုံတို့ရဲ့တွေ့ဆုံမှုအခြေအနေကလည်းကျွန်တော်တို့အနှစ်ချုပ်ပြီးဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။လက်ရှိဒါကျွန်တော်ထပ်ရောက်နေတာကဒါကြောင်မဲလေးကျွတ်မှာရှိတဲ့ဒါရွာဦးဖုံးချောင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ကာလတွေမှာအကြံဖတ်တောင်းကျန်သူ DNA လေးကဒီဖုံးချောင်းပေါ်မှာသူတို့လက်နက်ကြီးဆင်တာတွေဒီပေါ်မှာသူတို့အခြေချခဲ့ပါတယ်။ဒီနေရာကကျွန်တော်တို့တော်တော်လေးလေးဒီလမ်းကြောင်းတွေကိုကျွန်တော်စီမိနိုင်တဲ့နေရာကျွန်တော်တို့ဒီနေရာမှာပဲကျွန်တော် point ဖြစ်သူတို့ဘန်ကာလေးအခိုင်မှာတိဆောက်ခဲ့တဲ့နေရာပါ။ဒီမှာရှိတဲ့ဒီဖုံးချောင်းအဆောက်အဦကတော့ဒီအကြံဖတ်အုပ်စုတွေဒီကနေဆုတ်ခွာစဉ်ကာလမှာဘိုင်းခွက်ဖြည့်စီခဲ့တဲ့အဆောက်အဦပါ။ ဒါဘုံကြောင်းကကျွန်တော်တို့ကြောင်းတဲ့အဆောက်အဦဖြစ်ပါတယ်လက်ရှိတော့ဒီတက်မလွန်နဲ့ဒေသခံပြည်သူတွေကဒီမှာရှိတဲ့ပြည့်စည်သွားတဲ့ကျွန်တော်တို့ဒီအုပ်ပုံတွေကိုပြန်ပြီးတော့မူလာတိုင်းပြန်ပြီးတော့ဆောင်းနိုင်ဖို့အတွက်ပြန်လဲပြန်လဲပြီးတော့ကျွန်တော်တို့တည်ဆောက်နိုင်ဖို့အတွက်ဒါရှင်းလင်းထားတဲ့အနေအထားတွေ့ရပါတယ်ဒါတော့အကြံပေးအုပ်စုတွေမိုင်းခွက်ဖြည့်စည်သွားတဲ့အရာပါဟိုမှာတော့ကျွန်တော်အစိပ်ပိုင်းတွေရှိပါတယ်တစ်ဖက်မှာလည်းကျွန်တော်ဒါဒါကျွန်တော်တို့ဒီတိုက်ပွဲတွေကြောင်ပျက်စီးသွားတဲ့အဆောက်အဦလည်းရှိပါတယ်။ဒါအကြမ်းဖက်အုပ်စုတွေရဲ့ဒါလက်နက်ကိုင်ပလောင်ဖွဲ့တွေရဲ့ဒါရုံမှောင်မှုပါ။ဒါတွေကကျွန်တော်တို့ခိုင်မာတဲ့တပ်တွေတွေပါ။ အကြံဘအုပ်စုတွေဒီကနေ့ဆုတ်ခွာစဉ်ကာလမှာမိုင်းခွက်ဖျက်ဆီးသွားတယ်ပြီးရင်ကျွန်တော်တို့ဖုံးချောင်းဝိုင်းပစ္စည်းတွေယူဆောင်သွားတယ်ကားတွေယူသွားတယ်ရိခါတွေယူသွားတယ်နောက်ဆုံးပြကျွန်တော်ဒီကြည့်ရပါရှိရဲ့ transformer ဘုံတွေအားစားသလိုဖြုတ်ပြီးတော့ယူယူသွားပါတယ်ရခိုင်တိုင်းမှာပဲဒီအုပ်စုတွေရဲ့လုံပုံကိုင်ပုံတွေကနေရာတိုင်းမှာတပုံတန်နဲ့ရှိပါတယ်ဒါတော့ကျွန်တော်တို့ပြုံးလင်းမြတ်ပြည်သူလှုပ်တော်ကိုယ်စားလောင်းဥမြတ်ထုံးနဲ့ ဒေသခံပဲကြောင်မဲလေးဒေသခံပဲဆန္ဒရှင်တွေတွေ့ဆုံမှုဖြစ်ပါတယ်ဒီတွေ့ဆုံမှုမှာတော့ကျွန်တော်တို့ဒီကြေးဝါနဲ့ပတ်သက်ပြီးတော့ဒီပြန်လဲထူထောင်ရေးကိစ္စရက်တွေပြီးရင်ကျွန်တော်စာသင်ကျောင်းတွေပြန်လဲပြန်ပြီးတော့အများဆုံးဖွင့်နိုင်မှုကိစ္စတွေပြီးရင်ကျွန်တော်တို့ဖုံးတော်ကြီးကျောင်းတွေပြန်ပြီးတော့တိဆောက်နိုင်ကိစ္စတွေကကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားတာရှိပါတယ်ဒါတော့ကျွန်တော်တို့ဒေသခံပြည်သူတွေနဲ့ဥမျက်ထုံးရဲ့တွေ့ဆုံမှုဖြစ်ပါတယ်